မော်ဘီနယ်ဘီလင်းမြို့နယ်နှင်းပလဲကျေးရွာနယ်အနိုင်ပွန်ကျေးရွာကြားမှာရှိတဲ့ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရတာကြောင့်ပျို့ချပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကတန်လင်ထမ်းမှုပြောပါရယ်။မနေ့မေလ9ရက်နေ့ည10:00နာရီအချိန်ခန့်မှာနှင်းပလဲပူရာနယ်တောင်စုံပူရာကြားမှာရှိတဲ့ရထားလမ်းမိုင်းတိုင်းအမှတ်112နှင်းမြင်းဆောင်1017ကြားတံတားလမ်းအမှတ်65ပေ80တံတားမိုင်းခွဲဖြက်စီးခံခဲ့ရတာဖြစ်ပါရယ်။မိုင်းခွဲဖြက်စီးခံရတာကြောင့် ယထာလန်တရာမှာပေ40ကျော်ပြိုကျပြက်စီးသွားပြီးယထာလန်ခရီးစဉ်တွေကိုယာယီဖျက်သိမ်းလိုက်ရပါတယ်။မော်လမြိုင်ဘူတာကြီးဘက်ကတော့ယထာလန်ပြက်စီးသွားတဲ့အတွက်မေလ6ရက်နေ့မှာထွက်ခွာမဲ့မော်လမြိုင်ရန်ကုန်ယထာခရီးစဉ်နဲ့ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်နှစ်ခုကိုယာယီဖျက်သိမ်းထားတယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။ဒါအပြင်ဝယ်ယူထားတဲ့ယထာလန်မတ်ခတွေကိုလည်းမော်လမြိုင်ဘူတာကြီးလက်မှတ်ရုံမှာနေချင်းပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။ ပြီးခဲ့တဲ့မေလ3ရက်နေ့ကလည်းတထုံမြို့နယ်မိုးကောင်းကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ဒေသခေါ်မိုးကောင်းတရာမိုင်းခွဲခံရတာကြောင့်ပြိုကျပျက်စီးခဲ့ပါတယ်။